နောက်ထပ်တင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကတာမျိုးကိုထွက်ပြေးနေတယ်အကြမ်းမဆက်တဲ့ရဲတမခုံခုံကစစ်ကူစစ်ကြောင်းကို KI ပူပေါင်းတပ်ဖွဲ့ကလိုက်လံတိုက်ခိုက်ခဲ့ရစစ်သား34ဦးအထိအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာကတာမျိုးဘက်ကနေအင်းတော်မျိုးဘက်ကိုစစ်ကူလာတဲ့တမခုံခုံကအင်အား150ပါတဲ့အကြမ်းမဆက်တဲ့စစ်ကြောင်းကို KI နဲ့ PDF ပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရစစ်သားအယောက်40တိတ်ဆုံးပြီးအယောက်30ကိုအရှင်ဖမ်းမိကလက် ်နဲ့ခဲရအများပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကတားမျိုးဘက်ကိုဖွဲ့စည်းပုံပြတ်ပြီးတော့ ထွက်ပြေးနေခြင်းဖြစ်ပြီး KI ပူးပေါင်းတပ်များကလည်းနောက်ကနေလိုက်လံတိုက်ခိုက်နေတယ်လို့သိရပါတယ်။မနေ့ကမက်စလာ18ရက်နေ့မှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကစစ်သား၄ဦးကို KI ပူးပေါင်းတပ်ဖွဲ့ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီးတော့စုစုပေါင်းအရှင်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သား34ဦးအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ကြမ်းရှိနေတဲ့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးတော့နေမြေရှင်းလင်းရေးများလည်းဆက်လက်လှုပ်ဆောင်ရရှိတယ်လို့သိရကြောင်းတရေရရှိပါတယ်ခင်ဗျာ။